ဂျပန်အနမီဇာကာရီကိုတင်နာမတက်ဖဲနောက်ခံအတန်းနဲ့ကျွမ်းကျွမ်းချစ်ချင်းပြောတတ်တာကြောင့်နမည်ကြီးနေတဲ့ရှစ်တန်းချောင်းတို့လေးလောင်မင်းဝတ်တုံးပရိသတ်များအလုံးမဲ့မိကလာပေါင်းမာရဘန် page ကနေကြွဆလိုက်ပါတယ်ဂျပန်အနမီဇာကာရီဆိုတော့အခုခေတ်လူငယ်တွေကြားမှာလူကြိုက်များနေတဲ့ဇလံတွဲတွေဖြစ်ပြီးအားပေးတဲ့ပရိသတ်အခိုင်မာရှိနေတဲ့ဇလံတွဲတွေဆိုရင်လည်းမမှားပါဘူးအနမီဇာကာရီဆိုတော့ဂျပန်နိုင်ငံရဲ့သင်္ကေတလို့တောင်ပြောနိုင်လောက်တဲ့အထိတကဘာလုံးမှာအောင်မြင်နေတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာလည်းအနမီကိုအားပေးတဲ့လူငယ်တွေအများကြီးရှိပြီးတချို့တွေဆိုရင်အယူမဆွဆွလန်းလန်းအားပေးကြတာဖြစ် ြစ်ပါတယ်။အန်နမီနဲ့ပတ်သက်တဲ့ရုပ်တွေဝယ်ဆုတာမျိုးဇာတ်ကားတွေကိုအဆက်မပြတ်ကြီးတက်တာမျိုးနဲ့နောက်ခံအသံတွေထိပါတူပပြီးလိုက်ပြောနိုင်တာမျိုးတွေစသဖြင့်အန်နမီကိုယူသွတ်တတ်ကြတာပါ။ဒီလိုလူတွေထဲမှာရှစ်တန်းချောင်းတို့လေးလာမင်းဝတ်တုံလည်းပဝင်နေတာဖြစ်ပါတယ်။လာမင်းဝတ်တုံကငယ်စဉ်ကလေးဘွားကလေးကအန်နမီဇာကားတွေကိုချစ်ပြီးချစ်ပြင်လာသူဖြစ်တာကြောင့်အန်နမီဇာကားတွေဆိုတာသူ့ဘဝရဲ့အဖွန်ဖွန်တွေလိုဖြစ်နေခဲ့တာပါ။ အန်နမီဇာကားတွေကိုကြည့်ပြီးယူသွလွန်လာကြအောင်လာမင်းဝတုံးကအန်နမီအယုတ်ကလေးတွေကိုလည်းကိုယ်တိုင်ပြုတ်လောက်ထားတာဖြစ်ပါတယ်အန်နမီအယုတ်တွေကိုရောင်းချတဲ့ဈေးကွက်တသက်ရှိပေမဲ့ဈေးတန်းတွေကမြင့်မားတာကြောင့်တာမန်လူတန်းစားတွေအနေနဲ့ဝယ်ယူဖို့မလွယ်ကူလှပါဘူးလာမင်းဝတုံးရဲ့မိသားစုကလည်းတာမန်မိသားစုလေးဖြစ်တာကြောင့်အန်နမီအယုတ်တွေကိုဝယ်ယူဖို့လက်လန်းမမီခဲ့တာပါဒါကြောင့်လာမင်းဝတုံးကကိုယ်တိုင်အန်နမီအယုတ်လေးတွေကိုဂျုံနဲ့ပြုတ်လောက်ပြီးစိတ်ချိုင်အန်နမီကဘာလေးကိုဖန်တီးထားတာဖြစ်ပါတယ်အန်နမီဇာကားတွေကိုချိတာများလာတာကြောင့်လာမင်းဝတုံးကဂျပန်ဘာသာကိုလည်းသိချမသိရ ပဲတက်မြောက်နေကြတာပါလာမင်းဝတ်တုံးဟာဂျပန်အန်နမီကားရီရဲ့နောက်ခံအတန်ဒီအတိုင်းလေယူလေသိန်းကအစတူညီအောင်လိုက်ပြောင်းနိုင်ခဲ့ပါတယ်တင်ယူထားတာမရှိဘဲနဲ့တောင်တထက်သေးတူညီအောင်ပြောင်းနိုင်တာကြောင့်လာမင်းဝတ်တုံးရဲ့အတန်ကိုအစ်စ်လို့မထင်တဲ့သူတွေလည်းရှိနေခဲ့တာပါအခုခေတ်ကြီးမှာ AID ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှအတန်တူတွေလောက်တာလဲတိုးတက်လာခဲ့ပါတယ်ဒါကြောင့်လာမင်းဝက်တုံးလေး AI အကူအညီနဲ့အတန်တွေလုတ်ပြီးအတန်ရှင်းရှာလာလို့ထင်နေကြတဲ့သူတွေလည်းရှိနေကြရပါဘူး ဒါပေမဲ့လာမင်းဝတ်တုံကတော့အမှန်တကယ်အတန်ဆင်းနေပြောတာဖြစ်ပြီးဂျပန်အတန်ဒီအတိုင်းအတန်အနေအမြင့်အဖီဖော့ကဆလို့ပြောနိုင်နေကြတာဖြစ်ပါတယ်။လာမင်းဝတ်တုံဟာကိုယ်တိုင်လှုပ်ထားတဲ့အယုံလေးတွေနဲ့ကိုယ်တိုင်အတန်ထွက်ပြောဆိုဆော့ကစားတာဖြစ်ပြီးသူဆော့ကစားတဲ့ဗီဒီယိုတွေကအွန်လိုင်းပေါ်ပြန့်နှံ့လာတဲ့အခါလူစိတ်ဝင်စားမှုများလာခဲ့တာပါ။အနမီတွေခေဆားလာတာနဲ့အမျှလာမင်းဝတ်တုံလိုနောက်ခံအတန်နဲ့ပြောသူတွေများလာတာဖြစ်ပြီးလာမင်းဝတ်တုံကတော့အတန်ငယ်ငယ်လေးနဲ့ပြောနိုင်သူလေးဖြစ်လို့နာမည်ကြီးနေကြတာဖြစ်ပါတယ် အသားငယ်ငယ်လေးနဲ့ဒီလိုတော်နေတာကပါရမီ2ဖြစ်နိုင်တယ်လို့ချီးကျူးနေကြသလုံးဇပန်စာသင်ထားတဲ့သူတွေထက်တောင်တော်နေတယ်လို့လည်းချီးကျူးနေကြပါတယ် ဂျပန်စာကိုစနစ်တကျသင်ယူထားတဲ့သူတွေတောင်လာမင်းဝတ်တုံးလိုအတန်ထွက်ကိုတိတိကျကျလိုက်မပြောနိုင်ပါဘူး။ဂျပန်လေယူလေသိန်းရဖို့ခက်တယ်လို့ enemy ဇယုတ်တွေအတိုင်းပြောနိုင်ဖို့ဆိုတာက ပိုပြီးတော့မလဲကူတာပေါ့။ဒါပေမဲ့လာမင်းဝတ်တုံးကတော့ငယ်စဉ်ကတည်းကဂျပန် enemy ဇာကားတွေပဲကြည့်တဲ့ဂျေဆုကြောင့်အခုလိုတထင်ရတဲ့တူအောင်ပြောနိုင်ခဲ့တာဖြစ်ပါတယ်။လာမင်းဝတ်တုံးမှာအတန်တွေကိုတထင်ရတဲ့ထပ်တူညီအောင်လေယူလေသိန်းကအစပြောနိုင်ပေမဲ့ဂျပန်စာတော့လုံးဝမသိပါဘူး။ တကယ်လို့သာဂျပန်အသင်းနဲ့တက်ထားမယ်ဆိုရင်လောင်မင်းဝက်တုံးကဒီထက်မကတိုးတက်လာနိုင်ပြီးဂျပန်အန်နမီအသံတရုတ်ဆောင်တယောက်ဖြစ်လာနိုင်ခြေရှိနေပါတယ် ဒါကြောင့်လူအများကတော့လောင်မင်းဝတ်တောင်ကိုဂျပန်အန်နမီအတန်တရုတ်ဆောင်တယောက်ဖြစ်ဖို့တေချာစ조사စေချင်နေကြပြီးတင်နန်းတက်ကလူဝတ်ချက်တွေကိုဖြည့်ဆည်းစေချင်နေကြတာပဲဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ရောဂျပန်အန်နမီဇာကားတွေကိုတင်နန်းမတက်ဖိနောက်ခံအတန်နဲ့ကျွမ်းကျွမ်းချင်းချင်းပြောတတ်တာကြောင့်နမဲချင်းနေတဲ့ရှစ်တန်းကျောင်းသူလေးလောင်မင်းဝတ်တောင်ပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆလပ်ပီဆလပ်ဘရတီသတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။